ခုလိုဒီမြန်မာနိုင်ငံနေစုရလာတဲ့အပေါ်မှာပေါ့နော်ဒီနိုင်ငံခြားသားတွေအနေနဲ့မေးကြတယ်ပေါ့နော်ကျွန်တော်ခုလိုမြန်မြန်ဆန်ဆန်တိုးတက်လာတယ်ပေါ့နော်ဘယ်လိုတွေ training လုပ်တာလဲဆိုတဲ့အပေါ်မှာအဲကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုင်ငယ်ပြိုင်ခွင့်မရှိဘူးပေါ့နော်ပြိုင်ခွင့်တကွင်းတော့မရှိဘူး training လုပ်ဖို့တောင်မှကွင်းတကွင်းမရှိဘူးဆိုတော့ပြောခဲ့တဲ့အပေါ်မှာတို့အရန်အံ့ဩကြတယ်ပေါ့နော်ဒီမြန်မာနိုင်ငံသားတယောက် စံကေပြင်ကွင်းတပွဲတော်မရှိတဲ့နေရာနေပြီးတော့လာရောက်ရှင်ပြင်နေရတဲ့အပေါ်မှာသူတို့တွေအရန်အံ့ဩကြတယ်ပေါ့နော်မြန်မာနိုင်ငံနေပြည်ရအောင်လုပ်နိုင်ခဲ့တယ်အဲ့တို့လည်းအရန်ကိုဂုဏ်ယူရတယ်ပေါ့နော်ပြေးတဲ့လျှို့ဝဲရတနာ more and more မှာ ရှာဖွေပါ ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်မြန်မာ DG Lin ဖြစ်ပါတယ် GPM Racing ရဲ့ rider တယောက်ဖြစ်ပါတယ်ဗျာအဲကျွန်တော် next up BRNC Superbike ပြိုင်ပွဲကိုဘယ်လိုဝင် ပြိုင်ဖြစ်သွားတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ကအရင်2024ခုနှစ်မှာတော့ကဒီ Superbike Magazine ဆိုတဲ့ပြိုင်ပွဲပေါ့နော်ထိုင်းနိုင်ငံမှာလုပ်တဲ့အဲ့ဒီပြိုင်ပွဲကိုကျွန်တော်ပြိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီပြိုင်ပွဲမှာစုတွေလည်းရခဲ့တယ်အဲတတိယစုတစ်ခါပထမစုတစ်ခါရခဲ့တယ်ပေါ့နော် အဲအဲ့ဒါရပြီးတော့အဲ့ထက်အဆင့်မြင့်တဲ့ပြိုင်ပွဲတွေဝင်ပြိုင်မယ်ဆိုပြီးတော့ကျွန်တော်ဒီ next step brnc super bike ကိုပြိုင်ဖြစ်သွားတာပေါ့နော်ဒီ next step brnc super bike ကထိုင်းနိုင်ငံမှာအဆင့်အမြင့်ဆုံးပြိုင်ပွဲပေါ့နော်အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တယ်နောက်တစ်ခုကဒီ Chang International Circuit မှာလုပ်တာပေါ့နော် Chang International Circuit ဆိုတာကကျွန်တော်တို့ဒီ MotoGP လိုပြိုင်ပွဲကြီးတွေပေါ့နော်အဲ့လိုပြိုင်ပွဲတွေလက်ခံကျင်းပနေတဲ့နေရာလည်းဖြစ်တယ်။ဒီလို Chang လို့ပွင့်မြို့မှာပြိုင်ချင်တာအကြောင်းလည်းပါတယ်ပေါ့နော်။အဲ့ဒါနဲ့ဒီ Next Step BNC Super Bike ကိုအဲနောက်တစ်ဆင့်တက်ပြီးတော့ဝင်ပြန်ဖြစ်သွားတာဖြစ်ပါတယ်။ ပြန်ပွဲကိုဘယ်နှကြိမ်မြောက်ဝင်ပြန်ခဲ့ဘူးလဲဆိုတော့အဲဒီ Super Bike Magazine ပြန်ပွဲကိုကျွန်တော်နှစ်ခေါက်ပြန်ခဲ့တယ်ပေါ့နော်အခု Next Appearance Super Bike ကကျွန်တော်ဒါနဲ့ဆိုရင်စုစုပေါင်း၃ခေါက်ပေါ့နော်၃ခေါက်ပြန်ပူးသွားပြီအလုံးပေါင်းပြန်ပွဲ၅ပွဲအဲဒီအရှိမှလည်းကျွန်တော်ဒီ Arturan Super Bike ဆိုပြီး Thailand Super Bike အဲတပွဲပြန်ခဲ့ရရေပေါ့နော်အလုံးပေါင်း၆ပွဲဝင်ပြန်ပြီးသွားပြီဖြစ်ပါတယ် ာတယောက်အနေနဲ့ဂုံယူခဲ့ရတဲ့အချိန်တွေကတော့ပထမဆုံးဆူရတဲ့အချိန်ကစလို့ပေါ့နော်အဲကျွန်တော်ပထမဆုံး Superbike Magazine ပြန်ပွဲမှာတတိယဆူရခဲ့ရပေါ့နော်အဲအဲတုန်းကလည်းဒီပြန်ပွဲကိုအတွေ့အကြုံရဝင်ပြိုင်လိုက်မယ်ဆိုပြန်ခဲ့တာပေါ့နော်အဲပြန်ခဲ့ဆူရဖို့လည်းမမျောလင့်ထားဘူးပေါ့နော်ဒါပေမဲ့တတိယဆူရခဲ့တယ်တတိယဆူဝင်သွားတဲ့အချိန်မှာအရန်ကိုပြောရတယ်လို့အရန်လည်းဂုံယူရတယ်ပေါ့နော်အထူးသဖြင့်မြန်မာနိုင်ငံကနေပထမဆုံးဒီစုတွေရယူနိုင်တဲ့ရိုက်တာတယောက်ဖြစ်ခဲ့တဲ့ပုံမှာအရန်လည်းဂုံယူရပါတယ်ခင်ဗျဟုတ် အဲ့ဒါပြီးတော့ဒီ next step BRNC ဆိုဘာပဲကိုပြင်ခဲ့တဲ့အခုနောက်ဆုံးပွဲပေါ့နော်အဲဒီ next step BRNC ပြင်ပွဲကြီးမှာပေါ့နော်ဒီလိုပြင်ပွဲကြီးမှာအဲတတိယဆုရခဲ့တဲ့စင်ဘောတက်ပြီးတော့ပူရီယံရခဲ့တဲ့ပေါ့အရန်ကိုဂုဏ်ယူမိပါတယ်ခင်ဗျာဟုတ်ကျွန်တော်အခုလိုဒီမြန်မာနိုင်ငံနေစုရလာတဲ့အပေါ်မှာပေါ့နော်အဲကျွန်တော်တို့ဒီစုတွေရပြီးတဲ့အချိန်မှာဒီနိုင်ငံခြားသားတွေအဲနေနေမေးကြတယ်ပေါ့နော်ကျွန်တော်အခုလိုမြင်မြန်ဆန်ဆန်တိုးတက်လာတယ်ပေါ့နော်ဘယ်လိုတွေ training လုပ်တာလဲဆိုတဲ့အပေါ်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာ ဆိုင်ကပြန်ကွင်းမရှိဘူးပေါ့နော်ပြန်ကွင်းတကွင်းတော့မရှိဘူး training လုပ်ဖို့တောင်မှကွင်းတကွင်းမရှိဘူးဆိုပြောခဲ့တဲ့ပုံမှာသူတို့အရင်အံ့ဩကြတယ်ပေါ့နော်ဒီလိုလေ့ကျင့်မှုမရှိဘဲနဲ့ဘယ်လိုပြန်ပွဲတဲမှာဒီစုတွေရအောင်ဘယ်လိုလုပ်ခဲ့လဲကိုကိုကိုတိုးတက်အောင်ဘယ်လိုလုပ်ခဲ့လဲဆိုတော့အရင်အံ့ဩကြပါတယ်ဒီမြန်မာနိုင်ငံသားတယောက်ဆိုင်ကပြန်ကွင်းတကွင်းတော့မရှိတဲ့နေရာကနေပြီးတော့လာရောက်ရှင်ပြန်နေရတဲ့အပေါ်မှာသူတို့တွေအရင်အံ့ဩကြတယ်ပေါ့နော်အရင်အံ့ဩကြတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံနေပြီးရအောင်လုပ်နိုင်ခဲ့တယ်အဲ့တို့လည်းအရင်ကိုဂုံယူရတယ်ပေါ့နော် ဒီပြိုင်ပွဲကိုပြိုင်ဖို့အဲပြိုင်ဆိုင်ခြင်းတဲ့လူငယ်တွေအတွက်ပေါ့နော်။ဘာလို့ပြင်ဆင်ထားရမလဲဆိုတာလေးပြောရအောင်။အဲပထမဆုံးတစ်ချက်အနေနဲ့တော့ဆန်ကယ်စီအားကစားဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်အများအားပြောနေကြလို့ပဲခန္ဓာကိုယ်ကြန့်ခိုင်တန်ဆောင်းဖို့လိုတယ်အမောခံနိုင်ဖို့လိုတယ်ပေါ့နော်ဆန်ကယ်စီအားကစားလည်းအရန်မောတဲ့အားကစားထဲမှာပါတယ်ပေါ့နော်အဲအဲ့တစ်ချက်ကြိုတင်ပြီးပြင်ဆင်ထားဖို့လိုတယ်အဲ့ဒါအပြင်ကျွန်တော်တို့ပြိုင်ပွဲတစ်ပွဲဖြစ်တဲ့အတွက်ပေါ့နော်အဲစိတ်ပိုင်းဆိုင်ရာအရာလည်းအရန်ကိုပြင်ဆင်ထားဖို့လိုပါတယ်အဲပြိုင်ပွဲမှာအဲဒီပြိုင်ပွဲအလျောက် ရန်ပြင်းထန်တဲ့ pressure တွေရှိတယ်ပေါ့နော်ဒီ pressure တွေကိုခံနိုင်ရှိနိုင်အောင်ဒီ pressure တွေကြားထဲမှာကိုယ့်အခြေချင်းတွေကိုထုတ်ပြနိုင်အောင်လို့အကောင်းဆုံးထုတ်ပြနိုင်အောင်လို့ပြင်ဆင်ထားဖို့လိုတယ်ပေါ့နော်ဆိုတော့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအကုန်လုံးပြင်ဆင်ထားဖို့လိုပါတယ်ဒီကြီးဆုံးတစ်ခုပြောချင်တာကအဲကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်အနေနဲ့အဲမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ကိစ္စတစ်ခုပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကိုင်းနေလည်းမရှိဘူး။ဒီဆန်ကစီအားကစားရတယ်ဘာမှတိုးတက်နေမှာမဟုတ်ဘူးပေါ့။ဆိုတော့ ဒီနေသားအနေဖြစ်အောင်လှုပ်လို့ရတယ်ဆိုတာကိုကျွန်တော်တို့ခုသိရှိခဲ့တယ်ပေါ့နော်အဲ့တော့ကြိုးစားခြင်းနဲ့စိတ်အပြည့်ရှိဖို့တော့လိုပါတယ်ခိုင်မာတဲ့ခိုင်ရင်ချက်လည်းရှိဖို့လိုပါတယ်ဆိုတော့ဒါလေးတွေပြည့်စုံအောင်ပြင်ဆင်ထားနိုင်မယ်ဆိုတော့ကျွန်တော်တို့ဒီပြင်ပွဲဝင်နေအောင်မြင်မှုတွေလည်းရရှိနိုင်မယ်လို့ပြောချင်ပါတယ်ခင်ဗျာ အဲပြင်ပွဲအတွေ့အကြုံကိုပြောရမယ်ဆိုရင်ပေါ့နော်အရင်ဆုံးအခက်အခဲလေးတချို့ပြပြချင်းတယ်ပေါ့နော်အခက်ခဲဆိုတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအဲမြန်မာနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံမှာတော့ပြန်ရတာပေါ့နော်ဆိုတော့ကျွန်တော်တို့မှာအရင်ဆုံးဆိုင်ကယ်ကိုထိုင်းနိုင်ငံမှာဝယ်ပြီးထားခဲ့ရတယ်ပေါ့နော်တည်ရွားလိုက်တည်လာလိုက်ဆိုကုန်ကျစရိတ်အများကြီးတယ်ထားခဲ့ရတယ်အဲ့တော့အဲ့ထားခဲ့တဲ့ဆိုင်ကယ်ကလည်းကျွန်တော်တို့ကအများနဲ့ပြပြင်ထိန်းသိမ်းနေရတယ်ပေါ့နော်အဲ့လိုပြပြင်ထိန်းသိမ်းဖို့အတွက်လည်းကျွန်တော်တို့မှာအခက်ခဲတွေရှိရတယ်ပေါ့နော်ဆိုင်ကယ်တွေ အဲထားဖို့တော့အခက်အခဲရှိတယ်အဆိုင်ကလေးပြပြထိမ့်သိမ့်ပေးဖို့လည်းအခက်အခဲရှိတယ်ပထမဆုံးခေါ်တွေတော်တော်ကဆိုအတိမိတ်ဆွေနေရနေတဲ့အတွက်ဒီဆိုင်ကယ်ထားဖို့နေရတော့အခက်အခဲရှိခဲ့တယ်ပေါ့နော်နောက်ဆိုင်ကယ်တည်ယူဖို့တွေနောက်ကျန်တဲ့ပြိုင်ပွဲအတွင်းမှာတစ်ခုခုဆိုင်ကယ်ပြတ်သွားခင်လိုအပ်တဲ့ပုံပစ္စည်းတွေရှာဖို့တွေအဲ့ဒါပထမဆုံးသွားတဲ့လူတွေနဲ့ဒီမိတ်ဆွေတွေနေလို့ဂျုံတွေ့ခဲ့ရတဲ့အခက်အခဲတွေပေါ့နော်ဆိုတော့အဲ့ဒါကြီးရှိခဲ့တယ်နောက်ပြိုင်ပွဲတွင်ရဲ့အတွေ့အကြုံအစ်စ်တွေကိုသူများနိုင်ငံမှာတွားပြီးတော့ယူရတာဖြစ်တဲ့အတွက် ခက်ခဲရတော့အများကြီးရှိခဲ့ပါတော့ဒါပေမဲ့အကုန်လုံးကလည်းကောင်းမှုအတွက်တွေဖြစ်လာတာပဲဆိုတော့အတွေ့အကြုံကောင်းနေနေရခဲ့ပါတယ်ပြန်ဝဲရမှာအမှတ်တရပြည်စုံပြောရမယ်ဆိုရင်တော့ဒီတတိယဆူရခဲ့တဲ့အခေါက်တုန်းကပေါ့အဆက်ပြောလိုက်လို့ပဲပေါ့နော်ကျွန်တော်ဝင်ပြန်မှုအတွေ့အကြုံရရင်ဝင်ပြန်ခဲ့တာပြိုင်နေတဲ့အတော်အတွင်းမှာလည်းအဲကိုဘယ်နေရာရောက်နေလဲကိုတတိယနေရာရောက်နေလဲဆိုတော့ကိုတတိမထမ်းမိခဲ့ဘူးကောနော်အဲပန်းဝင်အောင်ပဲမောင်းမယ်တွေ့ကြုံရအောင်ယူမယ်ပဲမောင်းမယ်ဆိုပြီးတော့မောင်းရင်းနဲ့ပန်းဝင်သွားမှအဲတတိယရရတယ်ဆိုတော့သိခဲ့တာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးလည်းကြုံခဲ့ပါလေ ။နောက်တစ်ခုကပေါ့နော်ဒီပြန်ပွဲတွေ့ကြုံနေတဲ့မှာမှဆိုရင်အအရေးကြီးတာကကျွန်တော်တို့ကတူးတက်ဖို့ပေါ့နော်ကိုယ့်ကိုယ်ကိုတူးတက်ဖို့ကြိုးစားရတယ်ပေါ့နော်။အဲ့ဒီထဲမှာကျွန်တော်တို့ဘယ်လိုတွေကြိုးစားခဲ့ရလဲဆိုပြပြမယ်ဆိုရင်အဲတချို့နေရာကျကျွန်တော်တို့ကြောက်နေလို့မရအောင်ပေါ့နော်အဲဆိုလိုချင်တာကကျွန်တော်တို့ဆန်ကယ် limit ကိုတည်အောင်လုပ်ရတယ်ကိုယ့်ရဲ့ limit ကိုတည်အောင်လုပ်ရတယ်ဒီခါကျရင်ကျွန်တော်တို့ဆန်ကယ်ပြင်ခွင်ထဲမှာဆိုရင်ဆန်ကယ်မောက်ကြတယ်ပေါ့နော်မမောက်တဲ့အခောက်မရှိတဲ့လောက်ပဲမောက်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ limit ကိုတိုးအောင်စူးစမ်းရင်းနဲ့နည်းနည်းမာပြီးတော့မောက်ကြတာပေါ့နော်ဆိုတော့ အာဒါပေမဲ့အပြန်ခွင်းထဲမှာအရန်ကို save ဖြစ်တယ်ပေါ့နော်ဆိုင်ကယ်မောင်းရင်ဆိုင်ကယ်ကိုလိုအပ်တာပြင်ဆင်ရတာပဲရှိရလူထိခိုက်တာနည်းတယ်ပေါ့နော်ဆိုတော့အာကျွန်တော်တို့ဒီအဲပြန်ဝေးလေးခြင်းတဲ့ချိန်ဒီမှာဒါမျိုးတွေ push လုပ်နင့်မိကိုကြုံလို့ပြီးစူးစမ်းနေတဲ့ခုလူတူတက်လာခြင်းဖြစ်ပါတယ် နှစ်နှစ်ဒီဝင်ပြိုင်ခြင်းနဲ့ဆန္ဒရှိလာဆိုဆန္ဒရှိပါတယ်ဆန္ဒရှိတယ်လို့ပြန်လဲပြန်လဲပြိုင်သွားဥမှာပေါ့နော်2026ထဲမှာဒီ BRC Superbike ပြင်ပွဲတွေပြင်ပွဲရှိတယ်နောက် Superbike Magazine ပြင်ပွဲတွေလည်းပြင်ပွဲရှိပါတယ်ဆိုတော့အဲ့ဒါတွေအပြင်2026ထဲမှာကျွန်တော် GPM Racing ကဒီ rider အစ်တတယောက်ကိုခေါ်ယူသွားဖို့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ခေါ်ယူသွားတဲ့ rider ကိုလည်းကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာလည်း train ပေးမယ် train ပေးပြီးတော့ထိုင်းနိုင်ငံပြင်ပွဲတွေမှာလည်းဝင်ရောက်ရှင်ပြိုင် သွားဖို့စီစဉ်နေတယ်ပေါ့နော်ကို့အတူယူပြီးတော့ပေါ့နော်ပြင်ဆင်ကျင်တဲ့လူတွေစကားလက်ဆောင်ဆိုရင်အဓိကပြောချင်တာတော့ကြိုးစားကြဖို့ပေါ့နော်ကျွန်တော်တို့ဒီဆိုင်ကယ်စီအားကစားဖြစ်တဲ့အတွက်အဲဘယ်ရမှာတော့အလိုလကူကူမရဘူးပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ဒီမှာလေ့ကျင့်စရာဆိုင်ကယ်ကွင်းတွေမရှိတဲ့အပေါ်မှာပေါ့နော်ပို့ပြီးတော့ကြိုးစားရပါတယ်အဲသူများတကလိုလကူကူလေးဆိုင်ကယ်လေးယူသွားပြီးတော့လေ့ကျင့်လို့ရတဲ့အချိန်မှာကျွန်တော်တို့ကတကူတကအလီယင်စီးပြီးသူများနိုင်ငံသွားပြီးတော့တော့ကျင့်နေရတယ်ပေါ့နော်အဲ့ဒီအတွက်ပို့ပြီးကြိုးစားဖို့လိုပါတယ်ဆိုတော့ ဒါပေမဲ့စူးစမ်းရင်ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုလည်းပြောချင်ပါတယ်နောက်တစ်ခုကကျတော့စူးစမ်းရင်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကစီးနဲ့ကန်းလေးရှိဖို့လိုတယ်ပေါ့နော်အပြိုင်ပွဲကွင်းထဲမှာလည်းကျွန်တော်တို့စီးကန်းတကြစီးနိုင်မှကိုယ့်ရဲ့အချိန်တွေတိုးတက်လာတယ်ကိုယ်ပူမြန်လာတာဖြစ်တယ်ပေါ့နော်အဲစီးကန်းတကြလေးနဲ့စူးစမ်းနိုင်ကြဖို့အဲတိုက်တွန်းချင်ပါတယ်မြန်မာစတာပစား